တကယ်လို့တကိုးလို့ပြောရင်ကျွန်တော်တို့ကတကိုးဆိုတာမကောင်းတဲ့လူလို့ပဲကျွန်တော်တို့တွေးမိသွားမှာမဟုတ်လားဒါပေမဲ့အခုကျွန်တော်ပြောပြမယ့်တကိုးကတော့ပြည်သူပြည်သားတွေရင်ထဲကနေလေးစားပြီးထောက်ခံနေတဲ့သူပါအားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်ရုပ်ရှင်ကတော့2018ခုနှစ်မှာထွက်ရှိခဲ့တဲ့ Robin Hood လို့အမည်ရတဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ် လန်ရဲ့အဆကတော့တတိယတယောက်ရဲ့မြင်းဆောင်တစ်ခုကနေစတင်ထားပါတယ်။မြင်းဆောင်လေးကိုမျက်နှာအဝေးအုပ်ထားတဲ့မိမပြူတယောက်ကမြင်းခုဖို့ရောက်နေခဲ့ပါတယ်။အဲဒီချိန်မှာလူတယောက်ဝင်ရောက်လာပြီးတော့သူမကိုဖမ်းမိသွားပါတော့တယ်။သူ့နာမည်ကတော့ Robin Raw လို့ခေါ်ပြီးတော့ဒီဇလန်လေးရဲ့ဇလိုက်ကျော်ကြီးပေါ့။ဖမ်းခံတိတဲ့မိမပြူကသူမအိမ်ဘေးကအိမ်မှာသူတို့မြင်းတွေတည်သွားလို့သူတို့တွေငတ်ဘေးနဲ့ကြုံတွေ့ရတော့မယ်။အဲဒီအတွက်သူမကဒီမှာရှိတဲ့မြင်းကိုခိုးပြီးသွားပေးမယ်လို့ပြောလိုက်ပါတယ်။ မြင်းတစ်ခေါက်လောက်ပျောက်သွားတာကတရေကြီးတွေအတွက်ဘာမှထိခိုက်သွားမှာမဟုတ်တလို့ရှင်းလို့မြင်းထင်းတွေကလည်းဘာမှမဖြစ်သွားတော့ပါဘူးလို့ပြောလိုက်ပါတယ်ပုံစံကြည့်ရတော့တော့ရော့ကသူမကိုသဘောကျသွားတဲ့ပုံပါပဲတကယ်ကရော့ကမြင်းထင်းတယောက်မဟုတ်ဘဲနဲ့သူကတရေဖြစ်ကြောင်းပြောလိုက်ပြီမြင်းတစ်ခေါက်ကိုအပိုင်ပေးမှဖြစ်ပြီးဒါပေမဲ့သူ့ကိုလှုပ်ပေးရမယ့်အချက်ကတော့သူမအမီကိုပြောပြပေးရမယ်လို့ပြောလိုက်ပါတယ်မိမိဖြူကလည်းသဘောတူလိုက်ပြီးတော့မျက်နှာမှာအုပ်ထားတဲ့ဘဝကိုချလိုက်ပြီးသူမအမီကမာရီယန်ဖြစ်ကြောင်းပြောလိုက်ပါတယ်မာရီကတော့ဒီဇလန်ရဲ့ဇလိုက်မာလီပေါ့ ဒီဖြစ်ပျက်တွေဖြစ်ပြီးသွားတော့သူတို့နှစ်ယောက်လည်းချစ်သူတွေဖြစ်သွားကြပြီးရောဘင်ရဲ့အိမ်ကြီးထဲမှာပျော်ရွှင်စွာနဲ့ဘဝကိုဖျက်ဆီးနေကြတာပေါ့ဒါပေမဲ့လေ AK ရဲ့ဆက်တဲ့ကန်ဂျမာလက်မဲကြီးဟာသူတို့ဘော်ကိုကြားရောက်လာခဲ့ပါတယ်ဒီနေ့မှာရောဘင်က မြို့နယ်မူစီကနေစားတဆောင်လက်ခံရရှိလာပါတယ်စားရင်းမှာကရောဘင်ကို AIVA ကိုစစ်တိုက်ဖို့တွားခိုင်းတာဖြစ်ပြီးတကယ်လို့မတွားဘူးဆိုရင်ရှိသမျှပိုင်ဆိုင်မှုအလုံးကိုတိမ်မီထောင်ချမယ်လို့ရေးထားပါတယ်ရောဘင်တယောက်အံအုံးမှုများစွာနဲ့ငြိမ်ချသွားရပါတော့တယ် ရုပ်ရှင်ကတော့အချိန်ကိုခက်မြန်မြန်မဲသွားထားလိုက်ပြီးတော့လေးနေကြပြီးတဲ့အချိန်ကိုရောက်သွားပါတယ်။ရော်ဘင်တို့တပ်ဖွဲ့နဲ့တပ်ဖက်ကတပ်ဖွဲ့တို့လေးများတွေဓာရီကိုအုံပြပြီးတော့အကြိမ်နဲ့တိုက်ခိုက်နေခဲ့ကြပါတယ်။ရော်ရိုဖွဲ့ခြုံကိုတိုက်ခိုက်ခံရပြီးအကြဆုံးများလာတာမှုရော်ရိုရဲ့ခေါင်းဆောင်ကအပြင်မှာစောင့်နေတဲ့တပ်ဖွဲ့တွေကိုကြောက်တုံးပြဖို့အချက်ပြလိုက်လို့ပြောပြီးအကုန်လုံးစခန်းကိုပြန်ဆုတ်ဖို့အမိန်ပေးလိုက်ပါတယ်။ဒါပေမဲ့လေရော်ကတော့အမိန်ကိုနားမထောင်မင်းနဲ့အဖမ်းခံတီထားတဲ့သူ့တငယ်ချင်းကိုကယ်ဖို့ဝင်သွားခဲ့ပါတယ်။ ရန်သူဝမတိုက်ရိုက်ခိုက်ရင်နဲ့ပြည်စုံနဲ့ဂျွန်နဲ့ထိတိုက်တွေ့ပြီးတော့နှစ်ယောက်သားအပြင်းထန်တိုက်ခိုက်ကြပါတယ်။ရော့ကိုဂျွန်ကအဝိစားနဲ့လေဘင်းကိုပတ်ခါမေမျောလူမတက်ညှစ်ထားပြီးတော့ဓားနဲ့ထိုးဖို့ပြင်လိုက်တဲ့အချိန်မှာရော့ရဲ့ခေါင်းဆောင်ရောက်လာပြီးတော့ဂျွန်ရဲ့လက်ကိုခုတ်ဖြတ်ကရော့ကိုကယ်ထုတ်သွားလိုက်ပါတယ်။ကြောက်တုံးနေနဲ့ပြစ်ခတ်တိုက်ခိုက်လိုက်ရကြောင်းတစ်ဖက်ရန်သူကအကြဆုံးများစွာနဲ့အကုန်လုံးကိုဖမ်းလိုက်နိုင်ခဲ့ပါပြီ။ခေါင်းဆောင်ကအထက်အမင်းရဖမ်းဆီးထားတဲ့ရန်သူတွေကိုတယောက်ပြီးတယောက်ခေါင်းဖြတ်တက်ခိုင်းနေပါတယ်။ ကြောင်မီးသွေးအသားရည်နဲ့ကလေးတယောက်အလဲအယောက်မှာဂျွန်ကသူ့သားဖြစ်ကြောင်းကလေးပဲရှိသေးလို့ဘာမှမသိကြောင်းနဲ့မေးစရာလုံးစရာရှိရင် ကလေးစားသူ့ကိုသာလှုပ်ပြီးကလေးကိုလှုပ်ပေးလိုက်ဖို့ပြောလိုက်ပါတယ်။ဒါပေမဲ့လေခေါင်းဆောင်ကလက်မခံမင်းနဲ့ကလေးကိုခေါင်းဖြတ်တက်ဖို့အမိန်ပေးလိုက်ပါတယ်။ရော့ကလည်းလက်နက်မိတ်အချင်းသားတွေကိုတက်ဖြတ်နေတာသဘောမကျလို့ကလေးကိုဝင်ရောက်ကဲတင်လိုက်ပေမဲ့လေအခြားတပ်သားတွေကသူ့ကိုဖမ်းချုပ်လိုက်တာကြောင့်အပြစ်မဲ့တဲ့ကလေးလည်းတက်ဖြတ်ခြင်းကိုခံလိုက်ရပါတော့တယ်။ ရော်လီအတင်းယုံပြီးတော့ဂျွန်တို့ကိုဖမ်းချီထားတဲ့တန်ကျိုးကိုခုတ်ဖြတ်ကာလှုပ်ပေးလိုက်တာကြောင့်ခေါင်းဆောင်ကရော့ကိုလေးနဲ့ပြစ်လိုက်ပြီးတော့မင်းသာတခင်တယောက်မဟုတ်ခဲ့ရင်နိုင်ငံတော်တစ္ဆာဖောက်မှုနဲ့အပြစ်ပေးမှာလို့ပြောလိုက်ပါတယ်။ခေါင်းဆောင်ကဒီတုံးစားမရတဲ့အထက်တန်းစားကောင်ကိုအင်္ဂလန်ပြန်မဲ့စီးယုံတင်မောနဲ့ထယ်ပေးလိုက်လို့အမိန်ပေးလိုက်ပါတယ်။ဒီဖြစ်ပျက်တွေကိုမြင်လိုက်တဲ့ဂျွန်ကရော့ရဲ့ကိုရင်းကအရေးအချင်းတွေနဲ့စိတ်ထားကောင်းတွေကိုမြင်လိုက်ရတော့ရော့ကိုပြန်ပို့မဲ့တင်မောနဲ့ခိုးလိုက်သွားခဲ့ပါတယ်။၃လကျော်လွန်ပြီးတဲ့နောက်မှာတော့ ်ဒင်မော်လဲနော်တင်ဂမ်မြို့ရဲ့စိတ်ကန်းကိုရောက်ရှိခဲ့ပါတော့တယ်ဒင်မော်ဘော်ကနေဆင်းလာနေရော့အရင်ဆုံးတတိယသွားတဲ့သူကတော့သူတိတ်ချရတဲ့မာရီပါပဲအမြန်ဆုံးပဲမာရီရှိတဲ့သူ့အိမ်တော်စီကိုသွားခဲ့ပါတယ်ဒါပေမဲ့လည်းသူ့အိမ်တော်မှာမာရီရှိမနေပဲနဲ့သူ့အိမ်တော်ရဲ့အဖိုးတန်ပစ္စည်းအားလုံးနဲ့အစိုးရပိုင်အဖြစ်တင်ယူခြင်းကိုခံလိုက်ရပြီးအိမ်ကလည်းတော်တော်လေးပျက်စီးယိုရင်းတွေကတုတ်တန်တစ်ခုလိုပဲတိတ်ဆိတ်အထီးကျန်နေခဲ့ပါတယ်ရော့ကချက်ချင်းပဲမြို့ရဲကိုသွားပြီးတော့တရားကြီးဆရာလုံနေတဲ့သူ့တငယ်ချင်းတက်စီသွားပြီး မာရီဘမာရှိနေလဲလို့မေးလိုက်ပါတယ်။ရော့ကိုတွေးလိုက်ရတဲ့တက်ကအန်အောသွားရပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်ကျော်ကကြာဆုံးစစ်တီစင်းမှာဘယင်ကန်ဖတ်တဲ့အချိန်ကရော့ဘင်အမီပါပြီးတော့တည်ဆုံသွားပြီလို့သူတည်ထားလို့ပါပဲ။တက်ကမင်းမရှိတဲ့အချိန်ကအခြေအနေတွေကအကုန်ပြောင်းလဲကုန်ပြီ။ဘယင်ကန်ကမာရီကိုနှင်ထုတ်ပြီးတော့မင်းရဲ့အိမ်တော်ကိုစစ်ပွဲအတွက်အကောက်ခွန်အဖြစ်တင်လိုက်တယ်။ငါတို့ပြည်သူတွေအားလုံးရဲ့ပိုင်ဆိုင်မှုကိုစစ်ပွဲကုံကြစရိတ်ဆိုပြီးစက်ကြီးတွေကောက်တယ်ပြည်သူပိုင်ဆိုပြီးတင်လိုက်ကြကုန်ပြီ။ မင်းမျိုးမင်းတွေအထက်တန်းစားမဟုတ်တဲ့တာမန်ပြည်သူတွေကိုမြို့ပြင်ကမိုင်းတွင်းကိုပို့လိုက်ကြပြီလို့ပြောလိုက်ပါတယ်။ရော်လေမာရီနေတဲ့နေရာကိုတည်တာနဲ့တက်ပြောတာတွေကိုစံနားမထောင်တော့ပဲချက်ချင်းပဲထွက်သွားခဲ့ပါတယ်။မိုင်းတွင်းနဲ့ရောက်သွားတော့လှပတဲ့အပြုံးတွေနဲ့စားစရာတွေဝင်ငါပေးနေတဲ့မာရီကိုတွေ့လိုက်ပါတယ်။ရော်ဘင်ဝေးကနေကြည့်နေတော့မှပဲလူငယ်တယောက်ကမာရီစီကိုရောက်လာပြီးတော့ဖက်လိုက်ကအနမ်းတွေပေးနေတာကိုမြင်လိုက်ရတော့ရော်တယောက်ကြေကွဲရပြီပေါ့ဗျာ။မာရီမှာလူသစ်ရှိနေပြီဆိုတော့လေဝမ်းနေစောင်းနဲ့ပဲလှဲထွက်လာခဲ့ရပါတယ်။ ဒီအခြေအနေကိုစောင့်ကြည့်နေတဲ့ဂျွန်ကထွက်လာကမင်းငါမပြီးပြတ်သေးတဲ့အလုပ်တွေရှိရဲ့လို့ပြောလိုက်တော့ရော့ကလှုပ်เสียဘာမှမရှိဘူးမင်းငါကိုတက်လိုက်တင်နေလူတိုင်းကငါ့ကိုတီးပြီးလို့ထင်နေကြတာကြောင့်ငါငရဲကိုရောက်နေတာဖြစ်မယ်လို့ပြောလိုက်ပါတယ်ဂျွန်ကငရဲဆိုတာဘာလဲမင်းသိလားဒီစစ်ပွဲကြောင့်ငါလက်ကိုဆုံးရှုံးခဲ့ရတယ်ငါလူတွေတန်ကျိုးနဲ့ချုံနောင်ခံရတယ်ငါတိုင်းပြည်လေတစားစီဖြစ်သွားတယ်လို့ငါသားလေအသက်ခံခဲ့ရတယ်လို့ပြောလိုက်ပါတယ်ရော့ကမင်းသားကိုငါမကယ်တင်နိုင်ခဲ့တာတောင်းပန်ပါတယ်ဂျွန်က ဒါပေမဲ့မင်းစ조사ခဲ့တယ်လေငါစစ်ပွဲများစွာတိုက်ခဲ့ဘူးတယ်မင်းတို့လူမျိုးကိုမတွေ့ခဲ့ဘူးဘူးဒါကြောင့်အခုမင်းကောင်ကရွေးချယ်လိုက်တယ်လို့ပြောလိုက်ပါတယ်စစ်ပွဲတွေကလည်းအရင်ကဖြစ်နေကြတိုင်းဆက်ဖြစ်နေကြသလိုချမ်းသာတဲ့သူတွေကလည်းပိုပြီးချမ်းသာလာကြပါတယ်အာနာရှင်ဟာအပြစ်မဲ့တဲ့သူတွေရဲ့သွေးချွေးတွေကိုရင်းပြီးတော့ပိုပြီးအာနာရှိအောင်လှုပ်လာကြပါတယ်မင်းရဲ့သွေးချွေးတွေငါရဲ့သွေးချွေးတွေငါအဲ့ဒါတွေရက်တန့်ခြင်းနေဒါပေမဲ့ငါတယောက်တည်းမလုံနိုင်ဘူးငါတို့အတူတူလုပ်ရအောင်လို့ပြောလိုက်တော့ရောဘင်းရဲ့သဘောတူလိုက်ပါတယ် မြို့လေမှာတော့ဘယင်ကန်ကမြို့တော်ကိုကာကွယ်နိုင်မှုအတွက်အကောက်ခွန်လေးကိုတိုးပြီးကောက်ရမယ်လို့ပြောနေပါတယ်။ဘယင်ခန်ကတော့မြို့သူမြို့သားတွေစားစရာတောင်မရှိတော့အောင်ငတ်မွတ်နေတာကိုမကြည့်ပဲသူလိုချင်တဲ့အခွန်သာဆောင်ခိုင်းနေပါတော့တယ်။ဘယင်ကန်ကသူ့ဖွဲ့ဝင်တွေနဲ့မဟုတ်မဟုတ်ဥပဒေတွေထုတ်ပြီးမဲရွေးဆုံးဖြတ်ဖို့ပြောလိုက်ပါတယ်။မြို့သူမြို့သားတွေကိုစားမာရီရဲ့ယောက်ျားအစ်တစ်ဝဲကဝင်ပြောပေမဲ့လည်းဘာမှမထူးခဲ့ပါဘူး။အဲ့ဒီချိန်မှာတက်ကရော့ရဲ့ဆန္ဒမဲကိုထိမတွေ့ရသေးဘူး။ရော့မတည်သေးဘူးလို့ပြောလိုက်တော့ မာရီအပါဝင်အားလုံးအံဩသွားရပါတော့တယ်။ရော့ရဲ့ဆန်နာမဲလူနေသေးတာမို့အခွန်ကောက်ချင်းကိုလည်းရက်ရွှေ့လိုက်ရပါတော့တယ်။သူပြောပုံကမင်းတို့ကငါတို့နော်တင်ကန်မြို့ကိုသွေးချောင်းစီအောင်လှုပ်တော့မယ့်ပုံနဲ့အလိညာအကွက်စင်မီအခွန်တိုးကောက်နေတာငါဘရင်ကန်ကိုဖြုတ်ချခြင်းနဲ့လို့ရော့ကပြောလိုက်ပါတယ်။ဂျွန်ကဘရင်ကန်အာနာရှိအောင်တခုလေးလှုပ်ပေးနေတဲ့အရာကပတ်စံမယ်လို့ပြောလိုက်ပါတယ်။ပြည်သူစီကမတရားကောက်ခံထားတဲ့ပတ်စံတွေကိုငါတို့ခိုးကြမယ်လို့ပြောလိုက်ပါတယ်။အခွန်ကောက်ထားတဲ့ပတ်စံတွေဘယ်ရောက်သွားလဲသိချင်ရင ဘယင်ခံနဲ့ပို့ပြီးရင်းနှီးအောင်လုပ်ရမယ်။ရင်းနှီးဖို့ကဘယင်ခံကိုအလူငွေတွေများများလူပေးရမယ်။အလူငွေတွေရဖို့သူတို့မတရားကောက်ထားတဲ့အခွန်တွေကိုပြန်လူခိုးကြမယ်လို့ပြောလိုက်ပါတယ်။နောက်ရေးကြည့်တဲ့အချက်ကငါတို့လုပ်နေတဲ့အကြောင်းတွေကိုမာရီကိုမသိစေနဲ့။မဟုတ်ရင်ငါတို့ကြောင့်သူမပါအန်ရရှိနိုင်တယ်လို့ပြောလိုက်ပါတယ်။ရော့မတီသေးတာကိုသိလိုက်တဲ့မာရီကရော့နဲ့တွေ့ဖို့လာခဲ့ပေမဲ့သူမအသက်အန်ရကြောက်မှစိုးတာကြောင့်တွေ့ချင်းစိတ်ကိုထိမ့်ပြီးတော့ရော့ကထွက်မတွေ့ခဲ့ပါဘူး။နောက်ရက်တွေမှာဂျွန်က ကိုခန္ဓာပိုပြီးကြန့်ခိုင်မှုနဲ့လေးပစ်စွမ်းရည်ပိုပြီးတိုးတက်လာဖို့ရော့ကိုတင်ပြလေးကျင့်ခိုင်းခဲ့ပါတယ်။တရပီးတရလေးကျင့်လာခဲ့တာမို့ကိုခန္ဓာလေးကြန့်ခိုင်တန်မာလာသလိုတိုက်ရိုက်ခိုက်ရည်လည်းတိုးတက်လာပြီးမြပစ်စွမ်းရည်လည်းပြေဝလာသူကတော့ကျွန်တော်တို့ရဲ့အချစ်တော်ရော်ဘင်ပါပဲ။ရော့ရဲ့လူရက်ခိုးယူမယ်ပထမဆုံးတာဝန်ကိုလုပ်ဖို့အချိန်ကြာရောက်လာခဲ့ပါပြီ။ဘယင်ခံရဲ့တပ်သားတွေကဂိတ်ဖြတ်လာတဲ့လူတွေကိုအတင်းအခွန်ကောက်ခံနေချိန်မှာရော့ကမျက်နှာကိုအဝိနဲ့ဖုံးအုပ်ပြီးတော့ရောက်လာခဲ့ကမြန်ဆန်လာတဲ့ပြစ်ချက်တွေနဲ့ တယောက်ပြီးတယောက်ကိုပြစ်လိုက်ပြီးတော့အခွန်ကောက်ရရှိထားတဲ့ပတ်စံတွေကိုယူသွားလိုက်ပါတယ်။မနေ့ရောက်တော့ရော့ကဘယင်ခံစီသွားကစစ်ပွဲအတွက်စားစရိတ်ဆိုပြီးပတ်စံတထုပ်ကိုလှူပေးလိုက်တော့ဘယင်ခံကလည်းသဘောအကျကြီးကြနေတော့တာပေါ့။ဖုံးတော်ကြီးနဲ့တွေးဆုံတဲ့အရေးကြီးတဲ့ပွဲရက်တွေရှိတဲ့နေ့တွေမှာလေရော့ကဘယင်ခံကိုထောက်ခံတဲ့လူအများကြီးရှိမှရရရရပတ်စံတွေကိုအများကြီးလှူပြလိုက်ပါတယ်။ရော့ကနောက်တစ်ခေါက်တခင်နေရဲ့တွေးဆုံပွဲမှာကျွန်တော်အဖိတ်ခံရဖို့မျှော်လင့်ပါတယ်လို့ပြောလိုက်တော့ဘယင်ခံက ထောက်ခံမှုကအခန်းကဏ္ဍအသီးအသီးအတွက်အရေးပါတယ်။ဒါမင်းရသည်နဲ့အခွင့်ရေးလို့ပြန်ပြောလိုက်ပါတယ်။မာရီကလာနှုတ်ဆက်တော့ရော့ကတာဝန်နေမပြီးပြတ်သေးတော့အတက်နိုင်ဆုံးစိတ်ထိမ်းပြီးတော့ပြန်ထွက်လာခဲ့လိုက်ပါတယ်။နောက်ရမှာလဲရော့ကအခွန်ငွေတွေကိုထပ်မံလူရက်ခဲ့ပြီးပတ်စံအနေငယ်ကိုမာရီရဲ့အိမ်ရှိမှာခြာပေးခဲ့ပါတယ်။နောက်ပိုင်းရော့အခွန်ငွေတွေကိုလူရက်ခဲ့ပြီးတဲ့အခါတိုင်းမှာလဲပတ်စံတချို့ကိုပြည်သူတွေအတွက်ခြာထားပေးခဲ့ပါတယ်။ပြည်သူတွေကလည်းသူတို့ကိုကူညီနေတဲ့တကူးကိုချစ်ခင်လေးစားပြီးကျေးဇူးတင်တဲ့အနေဖြင့် မြို့တွေရဲ့နေရာအနှံ့မှာခေါင်းစုံအနှက်ကိုချိတ်ဆွဲထားခဲ့ကြပါတယ်။ဘရင်ကန်နဲ့တထင်းတွေအရှိမရှိနေတဲ့အချိန်မှာတော့ရောဂါသူပစံတွေနဲ့တကိုးကိုဖမ်းမှုစုငွေတွေထုတ်ကြမယ်။မမီမချင်းစုငွေတွေကိုတိုးတိုးပေးမယ်လို့ပြောလိုက်တော့ဘရင်ကန်လည်းသဘောကျသွားပြီးရောကိုပို့ပြီးယုံကြည်လာကနေရာကောင်းကောင်းတစ်ခုပေးမယ်လို့ကတိပေးလိုက်ပြီးတော့ငါတို့တွေတကိုးကိုထောက်ခံတဲ့ပြည်သူတွေငတ်မို့တည်ကြမှာကိုဒူဒူကြည့်ကြတာဘောလို့အချက်မရှိပြောလိုက်ပါတယ်။ရောဂါအဆောင်တွေတည်လာတဲ့အခွန်နည်းနည်းလေးတွေကိုမလူကြတော့ဘဲနဲ့ ဘန်နာတိုက်ကိုဝင်ဖောက်ဖို့ဂျွန်နဲ့တိုင်ပင်လိုက်ပါတယ်။အကွက်ချစီစဉ်သားတွေအတိုင်းပဲဂျွန်ကမူးကြီးအောင်ဆောင်ကတက်သားတွေအာယုံပြောင်းလာအောင်လုပ်နေတော့မှပဲ။ရော့ကအခွန်ငွေတည်လာတဲ့လဲအောက်ကိုပုံးခိုလိုက်ပါသွားခဲ့ပါတယ်။ဒါပေမဲ့လေသူတို့တွေးထားသလိုအခွန်လဲကဘန်နာတိုက်ကိုတိုက်ရိုက်မသွားတော့ဘဲနဲ့ပစံရီတော့တဲ့အခန်းကိုတခါလေတန်းသွားလိုက်တာကြောင့်တက်သားတွေကရော့ကိုတွေ့သားပြီးတော့အပြင်းထန်တိုက်ခိုက်ကြပါတော့တယ်။ ရော်လေဂျွန်ရဲ့ကူညီမှုတွေနဲ့ထွက်ပြေးလာနိုင်ခဲ့ပါတယ်ဒီတကာဖောက်ထွင်းမှုက တပြားမှမရခဲ့ပေမဲ့သူတို့ရဲ့ရဲရင်တတိရှိမှုကိုမြင်ရတဲ့ပြည်သူတွေကတော့ပိုပြီးအတိမတ်ပြုထောက်ခံသွားခဲ့ကြပါတယ်အခွန်ခိုးယူလူရက်တဲ့သူတို့ကိုဘသူကမှမဖမ်းဆီးနိုင်တော့တဲ့အတွက်ဘရင်ကန်ကတခိုးဖမ်းမှု Q စိတ်စစ်တီတွေကိုခေါ်လိုက်ပါတယ် Q စိတ်စစ်တီတွေကတော့တချိန်ကရော့ရဲ့ခေါင်းဆောင်နဲ့အဖွဲ့သားတွေပဲဖြစ်ပါတယ်ဘုံတော်ကြီးကိုကြိုဆိုတဲ့ပါတီပွဲတစ်ခုမှာတော့ရော့နဲ့သူခေါင်းဆောင်ဟောင်းတို့တွေ့ခဲ့ကြပါတယ် ရော့ကသူ့တငယ်ချင်းတက်က တော့ကင်ဖုံးတော်ကြီးအရှင်ပန်ဘရုစီကနေတော်ရဲကိုခိုးယူပြီးမာရီကိုပေးလိုက်တာကိုတွေ့ခဲ့ရပါတယ်။အခန်းတစ်ခုထဲမှာဘယင်ခံကအာနာရှိဆုံးဖုံးတော်ကြီးနဲ့လှိဝက်စကားတွေပြောနေတာကိုနားထောင်ဖို့လိုအပ်နေတဲ့သူကတော့ရော့ပဲဖြစ်ပါတယ်။ရော့ကတက်ကိုခမရကျုပ်ကိုယုံကြည်တယ်မဟုတ်လားလို့မေးလိုက်တော့တက်ကငါမင်းကိုယုံပါတယ်လို့ပြောလိုက်ပါတယ်။ရော့ကတက်ကိုဆွဲခေါ်သွင်းလိုက်ပြီးတော့ဒီလူကတခိုးပဲအရှင်ပန်ဘရုစီကနေတော်တွဲတွေကိုခိုးခဲ့တယ်လို့ပြောလိုက်ပါတယ်။ အရှင်ပန်ပရုတ်ကလည်းတော်ရွဲကိုကြည်လိုက်တော့တကယ်ပဲတော့ကရှိမနေတော့ပါဘူးဘုံကြီးကတက်ကိုတက်ဖို့အမိန်ပေးလိုက်တာကြောင့်ဘယင်ခံကတက်ဖို့အလုံးမှာရော့ကတားလိုက်ပြီးတော့တက်လိုက်တာတက်ပိုးပြီးကောင်းတဲ့နီလန်းရှိတယ်ဘီသူတွေကသူ့ကိုအားကိုးယုံကြည်ကြတော့သူ့ကိုယာရုကနေဖြုတ်ချပြီးလမ်းဘေးမှာစားတောင်းမင်းဘဝဖြစ်အောင်မောင်းထုတ်လိုက်တာကပိုကောင်းတယ်လို့ပြောလိုက်ပါတယ်ဘုံတော်ကြီးလည်းသဘောတူလိုက်ပြီးတော့တက်ကိုသူ့ရှိကနေခေါ်ထုတ်သွားလိုက်လို့ပြောလိုက်က အစည်းဝေးကိုဆက်လုပ်တော့ရော်ဘင်လည်းအတူနားထောင်ခွင့်ရလိုက်ပါတယ် ဖုန်းတော်ကြီးကဘရင်ခံကိုငွေဒီအားလုံးကိုအာရန်တွေကိုထောက်ပံ့ပြီးတော့အင်္ဂလိပ်ကိုနှိမ်နင်းနိုင်မယ်ဆိုရင်ငါတို့တွေဘရင်စီကနေထိန်းချုပ်권ကိုယူနိုင်မယ်လို့ပြောလိုက်ပါတယ်။ဘရင်ခံကအခုချိန်မှာပတ်စံတွေအများကြီးမကြံတော့ဘူး။ဟူခိုးယူသွားပြီးမို့အချိန်ထက်ယူရမယ်လို့ပြောလိုက်တော့ဖုန်းတော်ကြီးကငါအချိန်များကြီးပေးထားပြီးပြီ။ငါချိန်နဲ့အောင်မင်းလုပ်ပေးရမယ်လို့ပြောလိုက်ပါတယ်။ဘရင်ခံကအခုပဲမိုင်းတွင်းကိုသွားပြီးတော့ရှိသမျှပိုက်ဆံတွေကိုအကုန်သိမ်းပြီးတော့သူတို့ကိုမီးလောင်တိုက်သွင်းပစ်လိုက်မယ်လို့ပြောလိုက်ပါတယ်။တစ်ဖက်မှာလည်းမာရီက ခိုးယူလာတဲ့စာရွက်စာရမ်းတွေကိုဝဲကိုပြလိုက်တော့စာရင်းမှာကဘယင်ခံကမတရားသိမ့်ပိုက်ထားတဲ့အခွန်ငွေတွေအားလုံးကိုရန်သူကိုထောက်ပံ့မှုပေးဖို့ရန်လူရေးထားပါတယ်။ဘယင်ခံကတိုင်းပြည်ကိုရောင်းချဖို့ကြံစည်နေခြင်းသာဖြစ်ပါတယ်။မာရီကဒီအကြောင်းတွေအားလုံးကိုပြည်သူတွေကိုပြောပြပြီးပြန်လဲတိုက်ခိုက်ဖို့ဝဲကိုပြောခိုင်းလိုက်ပေမဲ့ဝဲကလက်မခံမင်းနဲ့နိုင်ငံရေးသမားပီပီပြည်သူတွေကသူ့နောက်မလိုက်ဘဲနဲ့ရောဘင်းနောက်လိုက်မှကြောက်နေပါတယ်။ဝဲကကိုကျိုးအတွက်ပဲကြည်ပြီးပြည်သူတွေကိုတကယ်မချင်မှန်းမာရီတိလိုက်ရလို့ ူကိုယ်တိုင်ပဲပြည်သူတွေကိုတွားပြောလိုက်မယ်လို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာပဲဘယင်ခံရဲ့နောက်လိုက်တပ်သားတွေရောက်လာခဲ့ကြပြီးပြည်သူတွေပိုင်ဆိုင်တမျှကိုမတရားလိုက်သိမ်းနေကြပါတယ်။မာရီကကူညီဖို့ဝင်သွားပြီးတော့ခေါင်းဆောင်ရဲ့မျက်နှာကိုတစ်ချက်ပိတ်ရိုက်လိုက်ပေမဲ့လေခေါင်းဆောင်ကပြန်လဲရိုက်ချကလှိဝဲအကြောင်းနေတီသွားတော့မာရီကိုဖမ်းလိုက်ပါတော့တယ်။ရော်ဘင်နဲ့ဂျွန်လဲဂူးမရောက်လာကြပြီးတော့မာရီကိုကဲတင်ဖို့မြင်းလဲပေါ်ခုန်ချပြီးမောင်းထွက်သွားကြပါတယ်။ဘယင်ခံတပ်သားတွေလည်းနောက်ကလိုက်လာပြီးတော့တိုက်ခိုက်ကြပါတော့တယ်။ နီးယားရောက်မှာတော့ဘီရင်ခံတက်ကမြင်းလဲကိုပြစ်ဖောက်လိုက်တာကြောင့်ရော်ဘင်တို့လည်းမြင်းလဲပေါ်ကနေခုန်ချလိုက်ရပါတယ်။အဲ့ဒီချိန်မှာတပ်သားတွေကအင်အားအလုံးကြီးနဲ့ဝင်လာနေတာကြောင့်ဂျွန်ကမာရီနဲ့ရော်ဘင်ကိုထွက်ပြေးလို့ရအောင်ကာကွယ်တိုက်ခတ်ပြီးအပန်းခံလိုက်ပါတော့တယ်။ရော်ဘင်နဲ့မာရီလည်းဆွေးနွေးတိုင်ပင်ကြပြီးတော့နောက်ဆုံးမှပြည်သူတွေကိုပြောပြဖို့ဆုံးဖြတ်လိုက်ကြပါတယ်။တပတ်မှလည်းဖန်းခန့်ထီသွားသောဂျွန်ကမတည်သေးပဲအချုပ်ခံထားလိုက်ရပါတယ်။ဘီရင်ခံကလာပြီးသူသားခေါင်းဖြတ်ခံရတာကိုပြန်ပြီးစမြုပ်ပြန်ပြနေလို့ အရန်ကိုဒေါသထွက်နေရသူကတော့ဂျုံမဲဖြစ်ပါတယ်။တပတ်မှလည်းပြည်သူတွေကပြန်လေတိုက်ခိုက်ဖို့ပြောနေပေမယ့်ဝဲကဆက်လက်အသက်ရှင်နေနိုင်မှုနောက်ဆုတ်ပြီးရှောင်တိန်သွားကြဖို့ပြောပါတယ်။အချိန်ရောက်လာပြီးမှရော်ဘင်ကပြည်သူတွေထောက်ခံနေတဲ့ခေါင်းစွန်းနဲ့တခိုးကသူ့ဖြစ်ကြောင်းသူ့ရဲ့တယုံမှန်ကိုပြလိုက်ပြီးကျွန်တော်တို့ထွက်မပြေးပဲပြန်လေတိုက်ခိုက်ကြမယ်လို့ပြောလိုက်ပါတယ်။ဖုံးတော်ကြီးနဲ့ဘရင်ကန်ပူးအောင်ပြီးအခွန်ငွေတွေအကုန်လုံးကကျွန်တော်တို့မတားဘူးဆိုရင်၃ရက်အတွင်းအာရိဘီယာကိုရောက်သွားကြလိမ့်မယ်လို့ပြောလိုက်ပါတယ်။ပြည်သူတွေလည်းရော်ဘင်နဲ့ပူးအောင်ပြီးတိုက်ခိုက်ဖို့သဘောတူလိုက်တာကြောင့် ဝဲလေးမနေတာတော့ပဲပါဝင်မှုသဘောတူလိုက်ရပါတယ်။အဲဒီနောက်တော့အခွန်တွေကိုဘယ်လိုလူယူကြမလဲ။အစီစဉ်ဆွေးနွေးတိုင်ပင်ကြကထွက်ပြေးရန်လမ်းလက်နက်များဖောက်ခွဲရေးပစ္စည်းများစသည်ဖြင့်လိုအပ်သောပြင်ဆင်မှုများကိုတူတောင်းဝင်တဲ့သူတက်ညီလက်ညီစူးစမ်းလှုပ်ဆောင်ကြပါတော့တယ်။စောင်းမျောနေတဲ့နေ့ရက်လေးတော့ရောက်လာခဲ့ပါပြီ။အခွန်ငွေအားလုံးကိုလဲပေါ်တင်ပြီးတော့အာရေဗျာကိုသွားပေးဖို့အဆောင်အချက်တက်သားများစွာနဲ့ဘရင်ကန်ကိုတိုင်းလိုက်ပါလာခဲ့ပါတယ်။ဝဲနေတဲ့သူပြည်သူများကချိုးတင်စီစဉ်ထားတဲ့အတိုင်းအဆောင်တက်သားတွေစီဝင်သွားပြီးတော့တိုက်ခိုက်ကြပါတော့တယ်။ အခြားသောပြည်သူများကလည်းအခွန်လဲရန်နာရနေရာများမှာဖောက်ခွဲရေးတွေပြုလုပ်ပြီးအခွန်လဲကြီးမြောက်ကိုကျွန်ကြလာအောင်ပြုလုပ်နေကြပါတော့တယ်။တက်ညီလက်ညီနဲ့အခွန်ငွေတွေအားလုံးကိုလေပေါ်သို့တည်ဆောင်နေကြပါပြီ။အဲ့ဒီအချိန်မှာဘရင်ခန်နဲ့ခေါင်းဆောင်ရောက်လာပြီးတော့မာရီကိုမြားနဲ့ပြစ်လိုက်တာကိုရော့ကမြင်သွားပြီးမာရီကိုတွန်းထုတ်ကဝန်ခံပေးလိုက်ပါတယ်။မာရီကမြားထိသွားတဲ့ရော့ရဲ့အခြေအနေကိုကြည့်ရင်းနဲ့ပဝင်းချင်းကိုခဏမေ့သွားပြီးတော့အာပွားတွေနဲ့ဆလူးနေကြပါတယ်။ဒီအခြေအနေကိုမြင်တွေ့လိုက်ရတဲ့ဝယ်လေကြေကွဲရပြီပေါ့ဗျာ။ အဲ့ဒီချိန်မှာတော့ဝဲလဲတက်သားရဲ့ရိုက်နှက်ချက်ကိုခံလိုက်ရလို့ကင်ထားတဲ့လက်လုံဘုံပလင်ကြာသွားပြီးတော့ခန္ဓာကိုယ်ကိုမီးဆွဲသွားစေခဲ့ပါတယ်။မာရီကတက်သားတွေလိုက်မလာနိုင်အောင်အတွင်းပေါက်ကိုပိတ်ဖို့ကြိုးကိုဆွဲချလိုက်ပေမဲ့ခေါင်းဆောင်ကတော့တွင်းထဲကိုအမိခုံဆင်းလာနိုင်ခဲ့ပါတယ်။ခေါင်းဆောင်နဲ့ရောဘင်တို့တိုက်ခိုက်ကြရင်လည်းခေါင်းဆောင်ကယုံကြည်မှုအပြည့်နဲ့ရော့ကိုခေါင်းနဲ့တိုက်ပြီးဖမ်းဖို့ကြိုးစားခဲ့ပေမဲ့ရော့ကခေါင်းဆောင်ရဲ့လက်ကိုလိန်ချိုးလိုက်ပြီးတော့ခေါင်းကိုကင်ကတိုင်နဲ့ဆောင်ပြီးမိတ်ဆက်ပေးလိုက်ပါတယ်။ခေါင်းဆောင်ကလည်းတိုက်ရိုက်ခိုက်ရအရင်လိုမဟုတ်ဘဲနဲ့ အများကြီးတိုးတက်ပြောင်းလဲနေတဲ့ရော့ကိုအန်ဩစွာနဲ့ကြောင်ကြည့်နေခဲ့ပါတယ်။ခေါင်းဆောင်ကသူ့ကိုတက်လိုက်ဖို့ပြောခဲ့ပေမဲ့စစ်ပွဲမှာတုန်းကသူ့အတက်ကိုကယ်ကယ်ဘူးတဲ့အတွက်ရော့ကမတက်ဘူးလို့ပြောလိုက်ပါတယ်။ဒါပေမဲ့လည်းမာရီကဝင်လာပြီးအားပြင်းနဲ့ခေါင်းဆောင်ရဲ့ခေါင်းကိုရိုက်ချလိုက်ကသူနဲ့တန်တာသူရတာလို့ပြောလိုက်ပါတယ်။ချိန်ထားတဲ့နေရာမှာဝဲမရောက်လာလို့ရော့ကကူညီဖို့တွားခဲ့ကြပေမဲ့ဝဲကအတူပြန်လိုက်ဖို့ညင်းလိုက်ပြီးတော့မာရီကိုသူအားလုံးမြင်ခဲ့တယ်။သူနားကနေထွက်သွားကြပါလို့မောင်းထုတ်လိုက်ပါတော့တယ်။အခြားပြည်သူတွေကလည်းဘရင်ခံတက်တွေနဲ့တိုက်ခိုက်နေကြတော့မှပဲ။ ရောဂါပြည်သူတွေအကြဆုံးများစွာနဲ့နာကျင်နေရတာကိုတွေ့ရတော့အတိတ်ကအကြောင်းတွေကိုသတိရသွားကဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတော့တယ်။ရောဂါလူတွေအားလုံးသူ့ကိုမြင်နိုင်မဲ့အမြင့်တနည်းအားကိုတတ်လိုက်ပြီးတော့အကုန်လုံးရက်ကြပါတော့သူ့ကိုလိုချင်တာမဟုတ်လား။သူ့အဖမ်းခံလိုက်မယ်။တခြားသူတွေကိုလှုပ်ပေးလိုက်ပါလို့ပြောလိုက်ပါတယ်။တပ်သားတွေကလည်းရော့ကိုဖမ်းလိုက်ပြီးဘယင်ခံစီခေါ်သွားလိုက်ကြပါတယ်။ရော်ဘင်နဲ့ဘယင်ခံတွေ့တော့ရော့ကခမားပြုတ်လုခဲ့တာတွေအတွက်ခမားအပြစ်ဒဏ်ခံရမယ်။တိုင်းပြည်ကိုရောင်းစားတဲ့အမျိုးရုပ်တစ္ဆာဖောက်လို့ပြောလိုက်ပါတယ်။ ။ဘယင်ကလေးဒေါသထွက်သွားပြီးတော့ရော့ကိုကန်ချလိုက်ပြီးဓာတ်ထုတ်ကကြွမနိုင်ကြည်မီရှို့ဆိုသလိုမျိုးမာရီကိုအာရီဘီးယားကလူရိုင်းတွေအဓမ္မကျင့်မှုပို့လိုက်မယ်လို့ပြောနေစင်မှာပဲ။ဘယင်ကန်ရဲ့တပ်သားတွေကတယောက်ကဘယင်ကန်ကိုပိတ်ရိုက်လိုက်ကအခြားတပ်သားတွေကိုတက်ပြစ်လိုက်ပါတယ်။ဘယင်ကန်တပ်သားရောင်ဆောင်လာတဲ့သူကတော့အခြားသူမဟုတ်ပဲကျွန်တော်တို့ရဲ့ဒုတိယအချစ်တော်လေးဂျွန်ဖြစ်နေပါတော့တယ်။ဂျွန်ကဘယင်ကန်ကိုငါးမျက်နှာကိုတဲတဲကြီးလို့ပြောလိုက်တော့ဘယင်ကန်ကကြောက်ချီးပန်းပြီးဖျားတနေလို့ဂျွန်ကဖျားသခင်ကဒီမှမရှိဘူး။ငါပဲရှိတယ်လို့ပြောကား လဲဘင်းကိုကျိုးနဲ့ဆွဲပတ်လိုက်ပါတယ်။ဘယင်ခံကဂလိကကြီးကောင်းလေငါကနော်တင်ဂန်မြို့ရဲ့ဘယင်ခံကွာလို့ပြောလိုက်တော့ရော့ကအခုတော့မဟုတ်တော့ဘူးလို့ပြောရင်ထိန်းထားတဲ့တန်ချိုးကိုဖျက်ပစ်လိုက်ကအမျိုးရုပ်ဘယင်ခံကိုဇက်သိမ်းပြင်းလိုက်ပါတော့တယ်။ရော်ဘင်နဲ့ဂျုံကအခွန်ငွေတွေများစွာနဲ့စောင့်နေတဲ့ပြည်သူတွေစုကိုပြန်ရောက်လာပြီးတော့ခရီးဆက်ကြပါတယ်။အဲ့ဒီချိန်ကစာပြီးတော့သူတွေအားလုံးဝရန်ပြီတောပုံးတွေဖြစ်သွားကြပြီးတော့ကျွန်တော်တို့ရဲ့အချစ်တော်ရော်ဘင်ကတော့တပုံးခေါင်းဆောင်ဖြစ်သွားရတာပေါ့။ရော့နဲ့မာကြီးလည်းတဖန်ပြန်လဲပြီးတော့ အနမ်းမိုးတွေဝေဝေဆဆာနဲ့ကြည်နူးရပြန်ပြီပေါ့ဗျာပြောစရာလေးတွေနဲ့ဇက်သိမ်းသွားပြီလို့ထင်သွားကြပြီမလားဒါပေမဲ့အဲ့လိုမဟုတ်ပါဘူးကံကြမ္မာကသူ့အလုပ်သူလုပ်နေတာပါအဲ့ဒါကတော့ဇလန်းတစ်ခုရဲ့အဆုံးဟာနောက်ဇလန်းတစ်ခုရဲ့အစာဖြစ်နေလို့ပါပဲတဖက်မှာဝဲနဲ့ဖုံးတော်ကြီးတို့တွေ့ဆုံမိကြပြီးတော့ဖုံးတော်ကြီးကနော်တင်ဂမ်မြို့ရဲ့အမြင့်ဆုံးယာရုဖြစ်တဲ့ဘရင်ခံနေရာကိုပေးမယ်ဆိုပြီးစီယုံတိမ့်တင်လိုက်တော့ရော်ဘင်နဲ့မာရီကိုနာကြီးနေတဲ့ဝဲကလည်းသဘောတူလိုက်ပါတယ်ဘရင်ခံယာရုကိုဆက်ခံလိုက်တဲ့ဝဲကမြို့သူမြို့သားများကိုတခိုးနဲ့အပေါင်းပါတွေက ပုံကံပြီးတောကိုသွားကြပြီးငါတို့တွေဘယင်ကံတယောက်ကိုဆုံးရှုံးခဲ့ရတယ်မြို့ကပုံကံသူတွေကြောင့်ပြာပုံဖြစ်သွားပြီးငိမ့်ညမ်းမှုအတွက်သူကမြို့ရဲ့ဘယင်ကံအဖြစ်တာဝန်ထမ်းဆောင်သွားမယ်လို့ကြေညာလိုက်ပါတယ်အဆုံးသက်ကတစ်ခုပဲရှိတယ်ဟူရဲ့အလောင်းရှိမှမတ်တက်ရက်နိုင်ရမယ်လို့ရော့ရဲ့အလိုရှိသည့်ပိုစတာကိုကင်ပြီးပြောလိုက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့အချစ်တော်ရော့ကအခုတော့ရော်ဘင်ဟူးလို့အမည်တွင်တဲ့ရော့ကကစားပွဲကြီးကနေကြိုးဆိုပါတယ်ဘယင်ခံကြီးလို့ရေရွတ်လိုက်ပြီးတော့ ်များတစ်စင်းပြစ်သွင်းပြီးတတိပေးလိုက်တဲ့အချိန်မှာပဲရုပ်ရှင်ရလဲဒီနေရာမှာပဲဇက်သိမ်းသွားခဲ့ပါပြီအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်